ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ Japan Audio Book Channel ဒီကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာကောင်းဆက်နိုင်ရေးသားထားတဲ့ဟန်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးတင်ဆက်ပေးမှာဖြစ်ပါရှင်။ဇာတ်လမ်းလေးမစတဲ့ခင်မှာကျမတို့ Channel လေးကို Like နဲ့ Subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။ဟန်ဆောင်ချင်းအတတ်ပညာကိုဆရာမရှိပဲဘယ်အချိန်ခါမှအလိုလိုတက်မြောက်လာခဲ့ပါလေလို့သူအသွေးနဲ့နေပါတယ် ဟန်ဆောင်မှုနဲ့ပတ်သက်ပြီးမိမိအနေနဲ့နှစ်နှစ်ကကယုံကြည်ပါသလားဒီမိနစ်မြုပ်ဖွယ်ရာဟန်ဆောင်မှုဟာတကယ်ရောအလုတ်ဖြစ်ရလားဟင်အင်းတကယ်ရောခန်းဆောင်ရတာကို သူ့မုံပါတယ်ဒါပေမဲ့ဟန်ဆောင်မှုနဲ့နေသားကြသွားအောင်လူတွေကပဲတွန်းမှုခဲ့ခြင်းဖြစ်ပါတယ်သူကစီးပွားရေးမကောင်း၍ငွေချေးလိုပါသည် အမှန်ကိုဆိုရင်ဘသူက တပြားတစ်ချက်အကူအညီရလိမ့်မည်မဟုတ်စီးပွားရေးကကောင်းမှကောင်းကောင်းလို့ရေလုပ်ငန်းတိုးချဲ့ချင်ပါတယ်လို့ဆိုရင် သူထက်ငါစိတ်ပါလက်ကကူညီကြပြီမင်းအဲ့ဒီလိုအမှန်ကိုလက်မခံတော့လူပတ်ဝင်ချင်းချောင်းသူနဲ့နဲ့ဟန်ဆောင်တက်ခဲ့ပါတယ်ကြည်ပါဦးသူစီးဝိုင်းအခြေအနေနဲ့ယခုရောက်ရှိနေတဲ့နေရာကမအဆန်စီးဝိုင်းကအနှုတ်လက္ခဏာသူရောက်နေရကဈေးကြီးဟိုတယ်တခုအကျွေးရှင်များသူကိုဒီနေရာမှာ တွေ့သွားရင်တော့အကျိုးဆက်ကတိတ်မကောင်းဈေးတန်တွေမာနတန်တွေနဲ့ပြည့်စံနေရဲ့တကယ်သာပီတိနဲ့ပျော်ရှင်မှုအတူတွေကိုအစမှန်နဲ့ငွေတွေနဲ့ မတက်မရလဲပြတ်တဲ့နေရာလုံခဲ့တဲ့15မိနစ်လောက်ကဆိုရင်ဒီလိုအေးခန်းနဲ့မှမဟုတ်မြင်းလဲက902မျိုးရေနေပူကျဲရဲ့မှာချင်းချင်းလျှောက်လာပါတယ်သူတယောက်တည်းစိတ်ညစ်သက်လေသလားငရဲလိုပူတဲ့နေရာအောက်မှာဝင်းစီစလဲတွေတင်ပြီးမနိုင်မနေတိုးနေတော့သုံးလက်သမားလင်းများကလည်းရေရေမမောပါပဲနေပူလေပူတွေချာမဖြစ်စလောက်ရေကလေးမှထိုင်ပြီးအကြည့်ဆိုင်နေတဲ့သမီးအစားနှစ်ယောက်ကလည်းချွေတလုံးလုံး မဲတူးနေတော့ကိုလုံးကြီးကလေးတကိုက်ကလည်းနောက်စီနေတော့ရှင်မြောင်းနေကိုတပွမ်းဝမ်းခုံချနေပါလေပျော်လဲပျော်နိုင်နေကြတာပေါ့တငယ်ချင်းတွေနဲ့တွေ့ဆိုတဲ့ကားနဲ့ခေါ်လာကြတာကြောင့်စိတ်မပါပဲကိုသားပါလာခဲ့ပါတယ်ဟိုတယ်အတွင်းပိုင်းကိုစိတ်အပန်းပြေအောင်ဘယ်လိုပြင်ဆင်ထားထားနည်းနည်းလေးမှ စိတ်ကအေးမသွားပေမန်းတကြီးရှာထားတဲ့ငွေတွေထောင်နှခန်းနဲ့ရှာထားတဲ့ငွေတွေသူများမျက်ရည်ပေါက်ကြီးငယ်နဲ့လဲထားတော့အတ္တမငွေစတဲ့ငွေနဲ့တော့ ဘသူဝဲဖြစ်ဖြစ်ဘလို့မှစိတ်ချမ်းသာဝယ်မမြင်သူကစပွဲမှာဝိုင်းထိုင်နေတဲ့မန္တလေးတက်ကတူတက်စင်ကတနေ့တည်းကြောင်းနေဘတ်တငယ်ချင်းတွေကိုဥကြောင်ကြောင်ကြည့်မိလိုက်ပါတယ်။တင်းလိုင်ကဆောက်လို့ရကန်စထရိုက်စိုးအောင်ကချီတထေးကန်စထရိုက်တာတပိုင်းခင်မောင်မြက်ကတော့ဆမ်းပါတယ်။မိဘလက်ငုပ်900ဆိုင်နဲ့ပဲကြီးပွားချက်နောက်ဆက်လုပ်ခဲ့သူခင်မောင်မြက်ကတမျိုးတည်းတာတင်းလိုင်နဲ့စိုးအောင်ကတင်းလိုင်နဲ့စိုးအောင်ကမန္တလေးတာ ရှေ့မှာတရေပတ်စံအိဖဖောင်းတွေကိုစီချနေလို့ဟိတ်ကောင်ဖိုးနော်ဘာတွေတွေးပြီးငေးနေရလဲကွာစိတ်ရှုပ်စရာအိမ်ကျမှတွေးကွာဒါအလုပ်ကြောင့်စဉ်းစားမယ်နေရမဟုတ်ဘူးတငယ်ချင်းတွေစုံတော့ပျော်ပျော်ပေါ့ကွာမင်းကလည်းချီးမပဲတင်းလိုက်ကငါးသုံးလုံးစီးကရက်ဘူးလှမ်းပေးရင်អော်ဆဲနေပါတယ်သူကသူပြောနေကြဟန်ဆောင်ပြုံးလေးပြေးတုံ့ပြန်လိုက်ပါတယ်တေးလိုက်ပါလားဖြစ်ညစ်ပြီးပြောလို့ရပါမလား ပျော်ရွှင်စင်းဆိုတာစိတ်အလုံးစိတ်ကိုကိုကညှို့ချလို့မရစိုးအောင်ကတော့စားတော့ပွဲ အမြင်စင်းကိုကြည့်ရင် သူ့ကိုသတိရလမ်းမေးပါတယ်ဖိုးနော်မင်းအလုပ်ကိုအဆင်ပြေရဲ့လားသူဘလို့ဖြေရမှာလဲငါကြည့်ကျဒုက္ခရောက်နေပြီလို့အမှန်တိုင်းဖြေရမှာလားအထင်သေးမှောင်ကြောက်တာဟာယောဂန်ရဲ့လားဒီလိုပါပဲကွာမစိုးဘူးပဲပြောရမှာပေါ့မယုံမလို့ဖြစ်ရင်မျက်နှာလွှဲလိုက်တော့ ကိုစိန်ညိုသူ့စီကိုရှောက်လာမြင်ရပါတယ်။စိန်ဟင်းဟိုတယ်ပိုင်ရှင်ကိုစိန်ညိုက သူ့နဲ့အကျွမ်းတဝင်မဟုတ်တော့လဲခင်မင်တက်ပါတယ်။သူ့နောက်မှာထိုင်ပြီးဧကန်စကားပြောတော့တငယ်ချင်းတွေရှေ့မှာနည်းနည်းပို့ပြီးရင်းနှီးဟန်ပြမိပါတယ်။စားနေကြဆိုင်လိုလိုပေါ့ခင်မောင်မြင့်ကတော့တိတ်နှုတ်မတွက်လားသင်းလိုက်နေစူအောင်ကခင်မောင်မြင့်စီအရင်သွားပြီးမှသူ့ကိုလာရှာချင်းဖြစ်ကြောင်းသိရပါတယ်။စားတော့ကြရေမောရင်အချိန်ရလာပါတယ်။ကျောင်းတော့အဖြစ်တွေ့ ဟိုတော့ကရေးစရာမကောင်းလာတဲ့အကြောင်းများပင် အခုချိန်မှာရေးစရာဖြစ်နေပါတယ်။သူလဲလိုက်ယူရပါတယ်။သို့တော့အိမ်မှာစားရောက်ရနေတော့စိဝိုင်းဒုက္ခကအတွေ့ရမှာစိုက်နေတော့ငါတို့လိုနှုတ်လို့မရအလိုက်မသိရဲ့ဧည့်သည်လို သူ့ရဲ့စိတ်အာရုံမှာစိုးခုန်ဝင်နေပါတယ်။ရှည်လိုက်တိုင်းအတိမကြမသိရတော့တနည်းအားမှာအောင့်နေပါတယ်။စားလိုက်တာတွေကအစာအိမ်နဲ့အတူရောက်မှရောက်သွားပါလိမ့်မလား။မြုံမကြတယ်လို့ခံစားပါတယ်။ ိမ်မှာအမေဖြစ်သူကစူးစီယုံပြီးတသက်လိုဟင်းများပြီးစားမရမယ့်ကလေးကိုတနာနေမိပါတယ်။သူကတော့ဒီလိုနေရာမှာရောက်လို့တက်လုံး90 100လောက်များကြမလား။ဗစက်ဟာတိုင်းတွက်မိပြီးယွနေပါတယ်။ဟင်းတွေကလည်းပိုနေမှာပဲ။ကဲ့ရဲ့အလေထားလူတွေမှမရှိခဲ့ရင်ပိုနေရဲ့ဟင်းများကိုတစ်ခွက်စီအိမ်နဲ့ပါစတော့ယူသွားကြည့်ချင်ပါတယ်။အိမ်ကကလေးတွေစားလိုက်မဖြစ်ချင်းဖျားဖျားဘာတွေလျှောက်သွေးနေမိရလဲ။ ပြက်ချင်လူပြီးဖြစ်တော့သူ့မျက်နှာကိုလက်ရှိအနေထားနဲ့စီလျော်အောင်အတင်းဟန်ဆောင်ထားပါတယ်။သေယုတ်ဆောင်တွေကဒီလိုပိုင်နိုင်မမလား။အတိပြန်ဝင်လာတော့တင်းလန်ကပတ်စံအေးကောက်ကင်တော်မြင်ရပါတယ်။စိုးအောင်ကတင်းလန်ရဲ့လက်ကိုဖမ်းဆွဲထားရင်ပတ်စံအောင်သူ့ရှင်းမယ်ကိုရှင်းမယ်ညင်းညာဖြစ်ပါတယ်။ခင်မောင်မြင့်ကလည်းသူ့ခုံကနေထားရလိုက်တယ်။ခင်မောင်မြင့်နဲ့သူကမျိုးခန့်လူတွေဖြစ်နေရမဟုတ်လား။ခင်မောင်မြင့်ဘာမှမပြောမီ ။သူကဦးအောင်တိတ်ခါရှိရှိဝင်ပြောလိုက်ပါရင်။ဟေးဘာလုပ်တာလဲငိန်စံ။ဒိုးမြို့မှာမင်းတို့ကဧည့်သည်တွေကွာ။ငါရှင်းပါမယ်ထားဆက်မှာ။ခင်မောင်မြင့်ကလည်းဝင်ပြောပါရင်။ဟာဖိုးနော်ငါရှင်းပါမယ်မင်းနေပါငါခေါ်လာတာပဲဥစ္စာ။ဒီလိုနဲ့သူရှင်းကိုရှင်းပြဿနာကရှုပ်ထွေးသွားပါတယ်။စိုးအောင်နဲ့တင်လိုက်တရရောက်ရှင်းမကိုမျက်နှာပြောင်ပြောင်ကြည့်နေအောင်ကောင်းတာအရှုပ်ထဲဝင်မိပြီ သွန်ရှင်းမဲ့အကြောင်းတစ်ခေါက်ထပ်ပြောနေရပြန်ပါတယ်။အဲ့ဒီခါမှာတော့ခင်မောင်မြေပြောလိုက်တဲ့စကားကြောင့်အားလုံးကငြိမ်သွားပါတယ်။ကန်ကန်ကိုညာကိုပြန်ထိုင်မဲလိမ့်လိုက်ကြမယ်။ကန်ထူးတဲ့သူရှင်းပေါ့ကွာ။အဲ့ဒီလိုပြောပြောဆိုဆိုခင်မောင်မြေကမဲလိမ့်စစ်စစ်နေပါတယ်။ကန်ဆန်းမဲလိမ့်ပါခင်ဗျာတကယ်ပေါက်စီရပါမယ်။ခင်မောင်မြေရဲ့မျက်နှာကိုသူကတူရီစာလှမ်းကြည့်လိုက်ရင်နားမလည်နိုင်အောင်လေဖြစ်နေရပါတယ်။ စိတ်လေးလှုပ်ရှားပါတယ်တကယ်ဆိုကိုပိုင်ကားနဲ့လာတဲ့ကောင်တွေဆူရှင်းမယ်ဆိုလှုပ်ပေးလိုက်ပေါ့ဒီတောက်မေးလိုက်တွေကိုခင်မောင်မြေဘာလို့များလိမ့်နေရလဲဒီလိုကန့်ဆဲမဲဆိုတာပောက်တက်လာချီကိုမဲကြရင်ဘယ်လိုလုပ်မလဲမြင်းလေးခခုနှစ်ချက်ကိုတောင်ခြွေတာပြီးခြေချင်းလျှောက်နေရတဲ့ကောင်ကိုဒီငွေ2000ကျော်ရှင်းမို့ပဲမဲဝင်နိုင်ခိုင်းနေဆိုတော့မရက်ဆက်လုံးမူလားခင်မောင်မြေရဲ့နှလုံးခုန်ခုန်ပြီးမင်းနေပြနေပါပြီ ဘလို့လို့လွတ်အောင်ပြင်းနိုင်တော့မှလဲအိမ်မက်ဖြစ်လိုက်ဖို့လိုလိုချင်ချင်စူတောင်းနေမိပါတယ်ယောဂတခုကြောင့်အခုနေမေလဲသွားရင်လေတိတ်ကိုကောင်းသတိပြန်မလဲပဲတည်ချင်တည်သွားစမ်းပါစေသင်းလန်ကရင်လိုက်တယ်နောက်စိုးအောင်နောက်ပြီးသူ့အလဲသူ့နဲ့ခင်မောင်မြေအတွက်မဲလေးနဲ့လိုက်ကြတယ်တလေးကလက်ဝါးပေါ်တလေးကလက်မနဲ့မတိတာညှက်ထားတယ်ဒီလိုမလုပ်နဲ့လေလက်မကြားညှက်ထားတော့အလေးကိုသူကဖြတ်ကနေဆွဲယူလိုက်ပါတယ် ခင်မောင်မြင့်ရဲ့မျက်နှာတိတိတသာပြက်သွားတယ်လို့ထင်ပါတယ်။လဲသိပ်ဖို့မင်းဖို့ရဲစေလေးခွေးမသားသူနဲ့မဲလေးကလေးသာကဘာမှာကြံတော့တယ်လို့ပတ်ဝန်းကျင်ကိုပင်စက္ကန့်ပိုင်းလောက်မေးလျော့သွားပါတယ်။အိန္ဒြေမပြတ်ထီးမတင်တော့မျက်နှာဖြင့်မဲလေးကိုဖျန်းချလိုက်ပါတယ်။နှလုံးသွေးအိဆက်နှစ်ထက်နှစ်ဖက်ရွာကနေဖြင့်ခေါင်းနှစ်ဖက်ထူအန်းသွားစဉ်သူမဟုတ်ဘူးထင်ရသောအတန်ကိုပြန်ချလိုက်၍ကိုနာကိုပင်မယုံချင်စရာ။ ဟာဟာကဲတငယ်ချင်းတို့ဘာလို့သေးလဲထပ်มาကြစောစောကလေးကငါရှင်းမယ်လို့ပြောနေအောင်မဲလိုက်တွေပါလေလုံနေသေးတယ်ခင်မောင်မြက်ကသူ့အာနာဟန်လှမ်းကြည့်ပါလေဒါငါမျိုးကမင်းတို့ရှင်းချင်တိုင်းရှင်းလို့ဖယ်ရမလဲနားရှိပြီကိုတန်ကိုပြန်ကြားပါလေမျက်စိမူကိုမျက်နှာကိုပြန်မမြင်ရအမှုရပြပြန်ပါမလား အမှုရပြပြန်မမလားဒီတောက်ခွက် တငယ်ချင်းတွေကသူ့စကားကို အလိုက်ထိုင်လိုက်ရကြပါတယ်။သူ့စိတ်ကတော့ရေနီယာမရက်လိုက်ပြီးသူတို့မျက်ခွက်တွေကိုလက်သီးနဲ့စိတ်ရှိလက်ရှိထိုးပစ်ချင်ပါတယ်။ကို့ဘာသာကိုအိပ်ပြန်နေရကို လာခေါ်တဲ့အကောင်တွေမဲလိုက်တွေစီစဉ်တီထွင်တဲ့ခင်မမြစ်ကို အပူစုကလက်ထိုင်နဲ့ထားရလိုက်ချင်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုလုပ်ရမယ့်အစားရေကမောကထားရပြီးကိုစိတ်ညှို့ထိုင်တော့ကောင်တာနီးတို့အမတ်မထင်ဟန်ပြေးသွားလိုက်ပါတယ်။ ပတ်ဆက်မပါတော့သူ့တရေအိတ်ကိုဖျဲလိုက်ရင်ဖြင့်နှစ်ကိုကြာပြောရပါတယ်။ကိုစိတ်ညွန့်ရင်လမ်းမှာကြောင်းနေပန်းနေတွေးလို့ဗျပတ်ဆက်ပါမလောက်မှတ်ထားပေးနော်။ရပါလေကိုနော်ဒါမျိုးကဖြစ်တတ်တာပဲကိစ္စမရှိပါဘူး။ကိုစိတ်ညွန့်ကရင်ရင်ကြဲကြဲလေးလေးစပြန်ပြောပါတယ်။နှုတ်ဆက်စကားများ သူတို့မန်းလေးမျိုးကို ဖိတ်ခေါ်တဲ့စကားများကြားတဲ့ချက်မကြားတဲ့ချက်အလိုက်ထက်ပြန်ပြောပြီးဝင်းစရာရှိတယ်လို့ဆိုတာ မြို့တဲ့သူ့ညီအိမ်မှာဆင်းနေခဲ့ပါတယ်။ထိပေါက်ဖို့ရမလွယ်တော့လေဒီလိုမဲကြဖို့ရတော့အလွယ်သားပါပဲလား။စာကြွေးတောက်ကြွေးတင်သွားပြီးဆယ်ရက်လောက်အကြာကိုစိတ်ညိုဆိုင်ရှိမမေ့ရော့ဖြတ်မိပြီးမှအကျွေးမပေးရသေးဘူးတော့အတိအကျလေဖြတ်တယ်လို့ဖြစ်သွားစင်မှနောက်ကျသွားပါပြီ။ဖះပြန်သွားပြီးစိုင်ပေါက်တက်တဲ့နားရက်နေတော့ကိုစိတ်ညိုကိုပတ်ပင်းတိုးမိပြီးရှောင်မရတော့သူ့မျက်နှာမှာသွေးစုသွားပါတယ်။မဆက်ရသေးတော့အကျွေး ဆက်ရမရတော့အကျွေးသို့တော့ခြေတော်များကသူ့အုံနာအားတိုင်မခြင်းမရှိပဲရဲတင်းစွာဖြင့်ကိုစိတ်ညိုတန်းတတဲ့လျှောက်သွားလျက်ရှိတာကိုအံ့ဩတကြီးသိလိုက်ပါ रे သူ့ပါဇက်ကလည်းအလားတူတတ်တတ်ပြောချလိုက်ပြန်နေဟယ်လိုကိုစိတ်ညိုနေကောင်းလားတလောကဟာလီ sorry ဗျာခရီးထွက်နေလို့နောက်တရနေ့ရနေလာခဲ့ပါမယ်ကိုစိတ်ညိုကပြုံးလျက်ပြောပါ रे ဟိုတနေ့ဟာပြောတာလား ခမားတို့တွေကတရားအဲ့ဒီညပဲလာရှင်းသွားရလေခမားရှင်းသွားပြီလို့ကျွန်တော်ပြောပါသေးတယ်မရှင်းရသေးတာ तू သိတယ်တဲ့ခမားမာထားလို့ဆိုတာနဲ့လက်ခံလိုက်တာဘယ်ဘယ်တရားပါလိုက်ဗျာစိတ်လုံချာပြီးသူစကားထက်သွားပါတယ်အရက်ပပအသားဖြူဖြူပုံးဆဆနဲ့တရားဟာခင်မောင်မြင့်โอเคဒါဆိုသွားအောင်ပဲဗျာပေါ်ပါလွတ်လပ်သောစိတ်ဖြင့်ခင်မောင်မြင့်ကိုရဆိုင်စီတို့ဥတီလိုက်ပါတယ် လက်ဖက်ရည်ဆိုင်များသို့တွန်းရမယ့်ကွန်းရထုံများအလဲမှာအကြီးအကျယ်အလုံရှုံနေရောခင်မမင်းကထုံးစံအတိုင်းကွန်းရတရားကိုစွထိုးပေးပြီးယူငုံလိုက်ရပါတယ်။နိုင်ဝက်အထီးထွေရလေးပါပြောနေကြပြီးစိတ်ဟင်းအကြောင်းစမလာတာကြောင့်သူကမနေနိုင်တော့ပဲမေးလိုက်ပါတယ်။ဒါထက်နေပေါင်းဟိုနေ့ကသင်းလိုက်နေတဲ့စိတ်ဟင်းမှဝင်စားတော့မင်းရှင်းသွားရည်ဆိုခင်မမင်းကကွန်းရနေရာမှာရှက်သွားပြီးဟိုဟာကင်တယ်လို့တရားကင်တယ်လို့ လုံနေရမှာပြန်ပြေးလိုက်ပါတယ်။ဒါကဒီလိုလေးကွာဖိုးတော့စိတ်မဆိုးနဲ့ကွာမင်းနဲ့ငါပြောရမယ့်လူတွေမှာမဟုတ်တာမင်းမပြေးလေကငါသိနေရပဲမင်းအကျွေးတင်ခံကျွေးရငါစားရပါမလားကွာဘာပြောရမှန်းပင်မသိတော့ရှက်ရမှန်းလည်းမသိတော့ခင်မမြင့်ကသူ့နဘေးမှာသူ့လိုကုန်းရထုတ်တွေထုတ်နေတော့သူ့ညီမသုံးရဘက်ကိုလှမ်းကြည့်လိုက်ပါသေးရဲ့ပြီးမှလက်ထက်ကပလတ်စတစ်နဲ့ထုတ်တော့ကုန်းထုတ်ကိုတရေခွေနဲ့မြဲမြံအောင် ကြောက်ကြကြင်ကြင်ချီလိုက်ရင်ပြောလိုက်ပါတယ်။ငါအဲ့ဒီနေ့တော့ကတကာကြမဲ့မဲလေးကိုလက်မနဲ့မတိမတာညက်ပြီးငါအတွက်ဖဲထားတာငါရှင်းမလို့ပေါ့ကွာ။ Sorry တငယ်ချင်းဟာငါဝန်ခံရရင်မင်းဖဲထားတဲ့မဲလေးဟာဘလာဖြစ်မှာဆိုပြီးတမင်ဆွဲလိုက်တာပါကွာ။ငါမားပါတယ်တငယ်ချင်းဟာမင်းစေတနာငါသူတို့နှစ်ယောက်ချင်းအတန်ကြာတိတ်ဆိတ်သွားပါတယ်။ခင်မောင်မြင့်ကတူတူပြောပါတယ်။ အမှုရကအလေးနက်သူတို့နှစ်ယောက်လည်းပြေလည်ကြတာမဟုတ်ဘူးသူအံ့ဩသွားပါတယ်ဘလို့ကွာသူတို့ကကိုယ်ပိုင်ကားနဲ့လာကြတာလीကားတော့ကားပဲသူတို့ကားမှမဟုတ်တာဒီခေတ်ထဲပက်ဆက်ပင်းကစီထဲရင်ကားပိုင်လို့ရတယ်လीငှားလာတာပေါ့ကွာအရင်ဒီကောက်မှာ ကားဝယ်ထားလို့ကြားပါတယ်မင်းအရင်ဝယ်ဘူးတာနဲ့အခုလည်းရှိနေမယ်လို့တွက်သလား ဗုဒ္ဓနဲ့တရားနဲ့ဝေးလာချင်တာဖို့နော်ခင်မမြစ်က လူသက်ကြီးလုပ်ပြီးအပြစ်တင်တာကိုသူကကြည်ကြည်နူးခံယူပါတယ်ဒါဖြင့်သူကဘယ်ရောက်သွားရလဲသူ့နေရာသူပြန်သွားဟိတ်ဘလို့ကွာအရင်ကကန်ဆရိုက်ကြိုတင်ခွေနဲ့ဝယ်စီရဲကွာအစ်စ်မသိရင်ပြန်ရောက်လိုက်ရတယ်ကွာဒါပါပဲဘာပဲပြောငှားစီးနိုင်တယ်ဆိုလဲမနေဘူးလေဓာတ်စီဖိုးနဲ့ကားကနဲ့ဟိုမျိုးဒီမျိုးလေပတ်နိုင်တယ်ကွာ ခင်မမြင့်ကသူစကားဆုံးဟဲ့ပပတ်ရေချလိုက်ပါလေရိုးပဖိုးတော်ရာမင်းဒီတရက်ထီပေါက်မှချမ်းသာတော့မှာပဲဒီနှကောင်အာရရရှောက်လည်နေရမထင်နဲ့စိုးအောင်အတွက်တင်းလာရဲ့ကျေးဇူးရှိထားရင်ဒါပေမဲ့စိုးအောင်ကိုတိုင်ကတက်ခွက်မှာ15သိန်းလက်တော်ရှုံးထားတော့သူ့မှာခန်းနေပြီလေဒီတော့တင်းလာရဲ့အတွက်စိုးအောင်ကဒိုးမိထီလာမှာနေရဲ့သူ့တော်စီကိုအလွတ်တော့လာဆွဲပေးရ12ချက်တိုးထီပေးရအောင် ဘသူကမှအဆင်ပြေမသွားအောင်သူတို့ကဘသူမှမပြောဘူးပိတ်သွားတာမင်းအလလုံးငါ့ဖွင့်ပြောပြရတာသူကခင်မမင်းစကားကိုနားထောင်ရင်ကိုရိုင်ဆိုင်ရှိမှအပူတွေကိုစီပြေဖြတ်သွားရောလူတွေကိုမယုံတင်ကကြည့်ရင်လှုပ်ကနေညီးလိုက်ပါရင်တတော်ဟန်စာကောင်းတဲ့ကောင်းနေပဲကွာနော်အံ့ဩတယ်ကွာပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လင်းကတော့စာရေးစရာကောင်းဆန်တဲ့ရေးသားထားတဲ့ ဟန်ဆိုတဲ့ဇလန်လင်းရဲ့အစာဆုံးတင်ဆက်ပေးခဲ့ဖြစ်ပါလိမ့်ရှင်။ဇလန်လင်းကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။